Champions League Quarter Final ပထမအကြော Arsenal နဲ့ Real Madrid မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူအနေကျူတူပါရယ်အင်္ဂါညတနအိခွဲမှာရှင်ပြိုင်ကစားမယ် Champions League Quarter Final ပထမအကြော့ပွဲကြီးပွဲကောင်းတဲ့ပွဲဖြစ်တဲ့ Arsenal နဲ့ Real Madrid တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုလုပ်ပေးသွားကြမှာတယ်ဒီပွဲတင်က အခုတပတ်ရှင်ပြိုင်ကစားမဲ့ချန်ပီယံလိကွာတာတွဲဆိုင်နေတဲ့မှာပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ပရိသတ်စိတ်ဝင်စားမှုမြင့်တာလည်းမပြောပါနဲ့နှစ်ဖက်အသင်းကိုအားပေးတဲ့ပရိသတ်တွေကများပြားတဲ့အတွက်ကြောင့်ဒီပွဲစဉ်ပေါ်မှာကျန်တဲ့ဘီပရိသတ်တွေပါအာယုံအပြည့်အဝရှိလာနိုင်ပါတယ် ျွန်တော်တွေလည်းဒီပွဲစဉ်ကိုမလွတ်တမ်းစောင့်ကြည့်အားပေးရမှာပါတကယ်ကိုကြည်တင့်ကြည်ထိုက်တဲ့ပွဲကြီးပွဲကောင်းတပွဲဖြစ်ပါတယ်ဆိုတော့လန်ဒန်ရွှေမြို့တော်ကြီးစီကိုအရောက်လန်းလာမဲ့စပိန်ရွှေမြို့တော်တော်ဝင်မက်ဒရစ်အသင်းအနေနဲ့လန်ဒန်ကလပ်အသင်းရဲ့ရင်ဆိုင် ရှင်ပြိုင်ဧည့်ခံမှုကိုဂယုတဆိုင်နဲ့ကစားမှာဖြစ်ပါတယ်ဘာကြောင့်လဲအာစနယ်အသင်းက အဓိကရည်ရွယ်ထားတဲ့ဖလားလမ်းကြောင်းဆိုလို့ချန်ပီယံလိပဲရှိတော့တယ်ချန်ပီယံလိကိုအရယူမယ်လို့ပြောတာမဟုတ်ဘူးနော်ချန်ပီယံလိမှာတပွဲချင်းစီကိုအာယုံစိုက်ပြီးရရင်ရသလောက်အမြင့်ဆုံးနေရာထိတက်လန်းသွားမယ်အခု quarter final ရောက်နေပြီဖြစ်တဲ့အတွက်လမ်းတစ်ဝက်လောက်ရောက်နေပြီပြီးရင် semi နောက်တစ်ဆင့်က final ပဲကျန်တော့တယ်ဘယ်အသင်းကမှ ီအစ်စ်မှာ short drop လို့မရတော့ပါဘူးဒီထဲမှာ Arsenal အသင်းလည်းအပါဝင်ပါပဲဆိုတော့ဒီပွဲနဲ့ပတ်သက်တဲ့ key points လေးတွေကျွန်တော်မြင်မိတဲ့ shootdown လေးတွေကိုအရင်စဆွေးနွေးခြင်းပါတယ် Arsenal အသင်းမှာနောက်ခံကစားသမား Gabriel Magalhaes ဒဏ်ရာပြဿနာကြောင့်မပါဝင်တော့တာအသင်းတော်အတော်လေးထိုးနှက်ချက်ကြီးမားခဲ့ပါတယ် Magalhaes ဒီမာလွန်းလာတဲ့ အာစနယ်တင်းရဲ့နောက်တန်းခံစစ်တဒေါန့်တနေရာမှာအစွမ်းပြထားတဲ့ကစားသမားပါအာစနယ်တင်းရဲ့ defensive line က CB ကစားသမား၂ယောက်ကြောင့်ပဲအာစနယ်တင်းကဒီနှစ် Premier League မှာခံစစ်အကောင်ဆုံးပေးကိုအနည်းဆုံးအသင်းဖြစ်ခဲ့ပါမာဂါဟစ်နဲ့ဆလီဘာပါဝင်လာပြီးဆိုရင်အာစနယ်အသင်းရဲ့ပရိသတ်တွေရင်ထဲမှာလုံခြုံနှွေးထွေးတဲ့ခံစားချက်ကိုရရှိမယ်လို့လည်းကျွန်တော်ထင်တယ်။တကယ်တခါတော့ကျွန်တော်နောက်တန်းမှာ JD Cavalier ပါရင်အဲ့လိုခံစားချက်မျိုးရတာ ਨੇ ကျွန်တော်ခိုင်နိုင်ပြီလို့ပါထပါအဲ့လိုမျိုးလုံခြုံနှွေးထွေးမှုပေးတဲ့ခံစစ်ကစားသမားတယောက်မပါဝင်ခြင်းဟာထိခိုက်မှုကြီးမားတဲ့ဆိုပေမဲ့တခြားနေရာတွေမှာအသင်းရဲ့ဒဏ်ရကစားသမားတွေပါဝင်လာခဲ့တာကိုလည်းထည့်ထွက်ရမယ်ဥမာပြောရင်တော့ဘူကာယိုစာကာပေါ့စာကာဒီပွဲစဉ်ကိုမပါဝင်တော့ပိုပြီးစိတ်ပျက်စရာကောင်းမှာပေါ့ဗျာတိုးတော့အခုချိန်မှာဘူကာယိုဒီအသင်းနဲ့အတူပူပေါင်းနေနိုင်ပြီဖြစ်တာရဲ့မာတင်နယ်လီခြေစွမ်းတချို့ပြလာနိုင်တဲ့အတွက်ကြောင့်ဒါကအင်ရှင်ပြိတ်သက်အားနဲ့အတူအာစနယ် Real Madrid အသင်းကိုအကောင်းဆုံးရှင်ပြိုင်ရင်ဆိုင်နိုင်မဲ့အချက်လက်တွေဖြစ်ပါတယ်။တစ်ဖက်က Real Madrid ဒီပွဲမတိုင်ခင်မှာတော့ Atletico Madrid နဲ့16သင်းအဆင့်ပွဲတင်မှာ Tico ပရိသတ်တွေကိုအောင်ပွဲခံပြခဲ့တဲ့အမူအရာတွေကြောင့် Real Madrid ကစားသမား၄ယောက်တတိ UEFA ရဲ့စွဲချက်တင်ခြင်းကိုခံရတယ်။ Vinicius Junior ကတော့ဒီစွဲချက်တင်ခံရမှုမှာလွတ်မြောက်သွားခဲ့ပြီးနောက်ထပ်ကစားသမား၃ယောက်ဖြစ်တဲ့ ်အန်တိုနီယိုရူဒီဂါခီလီယန်အမ်ဘပေနဲ့စီဘေယော့စ်တို့ကပြစ်ဒဏ်အသီးသီးချမှတ်ခံခဲ့ရပါတယ်အန်တိုနီယိုရူဒီဂါကတော့ဧည့်သည်ပြည်သက်တွေရှိမှလေဘင်းကိုဒီလိုမျိုးလှုပ်ပြတဲ့အောင်ပွဲခံမှုကြောင့်ယူရို၄000နဲ့တပွဲပဲပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်ခီလီယန်အမ်ဘပေကတော့သူ့ရဲ့အင်ကာကိုကင်ပြတဲ့အတွက်ကြောင့်ယူရို 3000နဲ့တပွဲပဲပြစ်တန်ချမှတ်ခံခဲ့ရပါတယ်။ Cibeos က Euro 2000ပြစ်တန်ချမှတ်ခံခဲ့ရပါတယ်။ဒီအချိန်တွေမှာ Antonio Rudiger နဲ့ Kylian Mbappe ရဲ့တပွဲပဲပြစ်တန်ကချက်ချင်းတက်ရောက်မှာမဟုတ်ဘဲနဲ့ပြစ်တန်ချမှတ်ပြီးကတစ်နှစ်အတွင်းနောက်ထပ်အလားတူပြစ်တန်မျိုးကျူးလွန်မှသာလျှင်အဲ့ဒီပြစ်တန်တက်ရောက်မှာဖြစ်တဲ့အတွက်ကြောင့်ဒီ Arsenal နဲ့ပွဲတွေမှာဒီပြစ်တန်ချမှတ်ခံခဲ့ရတဲ့ကစားသမားတွေအားလုံးပါဝင် ကစားမှာဖြစ်ပါတယ်ခင်ဗျ။အဲ့ဒီအတွက်ကြောင့် Real Madrid အသင်းကအင်ပြစ်အားပြင်းနဲ့ လန်ဒန်မှာလာရောက်ရင်ဆိုင်နိုင်စွမ်းရှိနေပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်အာရှရဲ့အကြောပေးမှုတွေကိုစပြီးဆွေးနွေးကြည့်အောင်အာစနယ်အသင်းကတရေတဝက်ဆုံးရှုံးခွင့်ပေးထားပါတယ်အစောပိုင်းအကြောပေးမှုဖြစ်တဲ့အတွက်ကြောင့်ပွဲနာနေ့ရဲ့အကြောပေးမှုပြောင်းလဲကောင်းပြောင်းလဲနိုင်နေဗျဒီတရေတဝက်ဆုံးရှုံးနေဆိုတာကျွန်တော်က overall ခြုံပြီးတော့ပြောလိုက်တာပဲ90%အောက်ပေါ့နော်40လည်းဖြစ်ဖြစ်မယ်30လည်းဖြစ်ဖြစ်မယ်20လည်းဖြစ်ဖြစ်မယ်ပွဲနာနေ့ရင်တဲတဲလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ အာစနယ်အသင်းကသူ့ရဲ့အိမ်ကွင်းမှာအခွင့်အရေးတစ်ခုကိုအမိအရအတုံးချမှာဖြစ်တဲ့အတွက်အကျော်ပေးမှုကတော့ထွတူတူတူထပ်ပြောင်းမယ်လို့မထင်ဘူး bro ပဲစဉ်းစားကြည့် emirates ကနေ real madrid ကွင်းသွားခံရမယ်ဘယ်လိုလုပ်လွယ်မလဲ emirates မှာပဲအခွင့်အရေးကိုမိမိအရအတုံးချမှာဖြစ်ပါတယ်ဆိုတော့ဒီအကျော်ပေးမှုကတာမန်ပဲလို့ကျွန်တော်ယူဆပါတယ်တိုတယ်ကွင်းနဲ့တစ်ချက်ပြောင်းချင်ကြည့်အောင်နှလုံးတစ်ဝက်ရှုံ အဲ့လိုတိုတယ်ဂူးမျိုးတွေကပရိသတ်ကိုလုံးဝအချိုကျွေးပြီးတော့ဆွဲဆောင်တာဗျပြီးခဲ့တဲ့မန်ချက်စတာဒါဘီမှာအဲ့ဒီတိုတယ်ဂူးအကြောပေးမှုပဲကျွန်တော်တို့ကတော့ခေါ်မှန်းသိတယ်တိုတယ်ဂူးအိုဗာကိုခေါ်လိုက်တာဗောဗျအချိုကျွေးလိုက်တာပြောလို့မရဘူးလေဒီအသင်းတွေမှာဂိုးသင်းတဲ့ကစားသမားတွေအများကြီးရှိတာပဲ United Man City ပွဲနှစ်သင်းပေါင်းသွင်းကိုနှစ်ဂိုးဆိုရင်တော့ဘာပြောတဝက်လောက်ပဲရှုံးမယ်ဆိုရင်အတွင်းမျိုးကလူတိုင်းမှာရှိမှာပဲအောက်ကိုတော့မနေရဘူးဒါမဲ့ဟိုနာကျင်သွားပြီဗောနော်ကျွန်တော်တိုတယ်ဂူးနဲ့ပတ်သက်ရင်အများရန်ဟိုကြောက်ပါတယ် ော့ဒီပွဲစဉ်လဲကျွန်တော်တူတယ်ကိုတော့မရွေးပေးခြင်းဘူးဒါပေမဲ့ handicap ကိုတော့တတင်းတင်းရွေးချယ်ပေးရလိမ့်ဆိုတော့လက်ရှိ Champion League အတွေ့အကြုံပိုင်းချင်းရှင့်မယ်ဆိုရင်တော့ Real Madrid ကစားသမားတွေကို Arsenal ကစားသမားတွေရှင်လို့မရတာတော့သိကြတယ်ဒါအတွေ့အကြုံပိုင်းပေါ့တွတ်တော့အတင်းတွက်ပေးဆက်အနစ်နာခံလို့မှုခြေစွမ်းပိုင်းစတဲ့အချက်လက်တွေကိုရှင်ရင်ရှင်လို့ရတဲ့ကစားသမားအများအပြား Arsenal မှာလည်းရှိတယ်ဒါ့အပြင်အင်ရှင်ပြိတ္တအားလည်းရှိနေသေးတယ် ရီယယ်မက်ဒရစ်အသင်းကတော့အိမ်ကွင်းရောက်တဲ့အခါကျမှရလက်ကောင်းအောင်ပုံဖော်ဖို့အတွက်ကြိုးစားပါလိမ့်မယ်။မန်စီးတီးကိုရင်ဆိုင်ရှင်ပြိုင်ခဲ့တဲ့ပုံတံတန်နဲ့တူနေပါလိမ့်မယ်။အဲ့အတွက်ကြောင့်ကျွန်တော်ကဒီပွဲစဉ်မှာတရေကျဖို့များတယ်လို့ယူဆတယ်။ဂျိုင်းအထက်မှာကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်တွေလိုမျိုးအမြန်အစွန်းကြီးကြီးမားမားတော့ရမယ့်ပွဲမျိုးမဟုတ်ပါဘူးခင်ဗျ။ကိုချိုင်းနဲ့တက်ရအသင်းကိုရွေးချယ်လို့ရပါတယ်။ကျွန်တော်ကတော့တရေကျရင်တဝက်လောက်ပြောရှင်ခွင့်ရလဲအဲ့ဒီတဝက်လောက်ကိုမမောကျင်တဲ့အတွက်ကြောင့် Real Madrid အသင်းကိုရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာ။ကဲကျွန်တော်နောက်ထပ်တပိုင်းကဒီနှစ်သင်းကြားရေးကကင်းကင်းတဲ့အချက်လက်တွေကိုဆက်လက်ဆွေးနွေးသုံးသပ်ကြည့်အောင်။ဒီနှစ်သင်းရဲ့ head to head ထိတိုက်တွေ့ဆုံမှုမှာကျွန်တော်နောက်ဆုံးနှစ်ကြိမ်တွေ့ဆုံမှုကိုပဲပြောလိုက်မယ်။အဲ့ဒီနှစ်က Arsenal အသင်းဒီ Champions League Final ထိရောက်ခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ Barcelona ကို Final မှာ Balotelli ရဲ့တွင်ကိုနဲ့ရှုံးနိမ့်ခဲ့တာဗျ။ အာစနယ်ကလုံးဝရွှေခစ်ပေါ်ဗျာရှယ်ကြီးပေါ့ဆိုတော့အဲ့ကာလမှာရီယယ်မက်ဒရစ်အသင်းဒီအာစနယ်ကိုနှစ်ကြော့လုံးမရှင်နိုင်ခဲ့ဘူးပထမကြော့တော့ကရီယယ်မက်ဒရစ်ကွင်းမှာအာစနယ်က1-0နဲ့အနိုင်ယူခဲ့တယ်ဒုတိယကြော့အာစနယ်ရဲ့အမ်ရိတ်မှာစီးစီးတည်ကစားခဲ့တယ်ဒုတိယကြော့အာစနယ်အိမ်ကွင်းမှာစီးစီးတည်ကစားခဲ့တယ်အဲ့တော့ကြဟတ်တူရဲ့ထိတိုက်တွေ့ဆုံမှုကိုပြောမယ်ဆိုရင်အာစနယ်အသင်းကအသာစီရနေပြီကြည့်ကျွန်တော်နောက်ထပ်တစ်ပိုင်းကအာစနယ်အသင်းရဲ့အခုနောက်ဆုံးကစားထားတဲ့ 6ပွဲဆက်ရလက် current form ပေါ့နော်3ပွဲနိုင်3ပွဲတည်ကြပြီရှုံးပွဲမရှိတာပါတည်ကြခဲ့တဲ့အသင်းတွေက Everton PSV Manchester United စတဲ့အသင်းတွေကိုတည်ကြခဲ့ပါတယ်အရန်ကောင်းတဲ့အသင်းတွေကိုတည်ကြခဲ့ကြည်ရတော့မဟုတ်ဘူးစွမ်းဆောင်ရေးပိုင်းကအတက်ကြီးလို့လည်းပြောလို့မရတယ်လို့ကြာနေတယ်လို့လည်းပြောလို့မရပါဘူးခက်တန်းတန်းလေးတွားနေတယ်လို့ပြောရမှာပါ Real Madrid အသင်းကတော့အခုနောက်ဆုံးကစားထားတဲ့ပွဲစဉ်6ပွဲမှာ3ပွဲနိုင်ပြီးတော့3ပွဲရှုံးထားတယ်။နိုင်တဲ့ပွဲတွေက Liga Nes ကို 3-2, Villarreal ကို 2-1, Valencano ကို2-1အသင်းငယ်တွေကိုပဲကတ်ပြီးတော့နိုင်တယ်ပေါ့နော်။ရှုံးတဲ့အသင်းတွေထဲမှာဆိုရင်အသင်းကောင်းတွေပါတယ်။ Valencia, Real Sociedad, Atletico Madrid ။အသင်းကောင်းတွေဆိုရင်အများနဲ့ခက်ခက်ခဲခဲကစားလေးရှိတဲ့ခြေသွမ်းမျိုးနဲ့စွမ်းဆောင်ရည်မျိုးပါ။ဒါပေမဲ့ Champions League မှာအဲ့ဒီအသင်းကိုသွားလျှော့တွက်လို့မရဘူးဗျ။ကျွန်တော်ရှင်းမှာအမြဲလို့လို့ပြောခဲ့ဘူးတယ်။အဲ့ဒီအသင်းကသူတို့တိုင်ပတ်နေတဲ့အချိန်မှာ တောင်ချန်ပီယံလိကိုစင်ကော်နိုင်သွန်းရှိတယ်လာလီဂါအသက်သက်ချန်ပီယံလိကအသက်သက်လက်ရှိကာရန်ဖောင်ကတော့လက်တွေ့ကြကြစဉ်းစားရင်အာစတင်ကပိုတာနဲ့ဒါပေမဲ့ရီယယ်မက်ဒရစ်ကိုရှော့တက်လို့မရအောင်အာစတင်ရဲ့နောက်ဆုံးအင်ကွင်း6ပွဲသက်ရလဒ်ကတော့4ပွဲနိုင်တပွဲတည်းတပွဲရှုံးထားပါတယ်ရီယယ်မက်ဒရစ်ရဲ့အဝေးကွင်း6ပွဲသက်ရလဒ်ကတော့3ပွဲနိုင်တပွဲတည်းနှစ်ပွဲရှုံးထားပါတယ်နှစ်သင်းလုံးတော့ အိမ်ကွင်းဝေးကွင်းဆွမ်းဆောင်ရန်မကွာပါဘူး။နောက်ဆုံးပိုင်းပြော်ပိုင်းချင်းကပ်မှုတချို့လုတ်လိုက်ရအောင်။အာတီတာကြောင့်အရင်ပြောမယ်။အာတီတာကိုကျွန်တော်သဘောကျသူ့အသက်အရွယ်နဲ့ပိုင်းရည်နဲ့ရှိပုံနဲ့ကဘယ်လန့်စ်တောင်မဖြစ်ဘူးဗျ။အတွေ့အကြုံပိုင်းကိုတော်တော်စုဆောင်းထားနိုင်တဲ့နည်းပြတစ်ယောက်လိုပဲပြောရမယ်။အာဆင်နယ်တင်းကိုသူကင်တွယ်ခဲ့တဲ့ငါးနှစ်တာကာလအတွင်းမှာတရာဒီနဲ့တရာဒီလုံးဝမတူဒီ EPL တိုက်တယ်ကိုစိန်ခေါ်တဲ့နှစ်တုံးအောင်ဆို possession အများကြီးယူတယ် possession တွေအများကြီးပြီးကစားခဲ့တယ်အခုယာဒီမှာ possession လုံးဝမယူတော့ဘူးဒိုက်ရိုက်ပတ်သက်မှုကိုပဲအားကိုးတော့တယ် efficient ဖြစ်တဲ့ဟန်ကိုပဲအားကိုးတော့တယ်အဲ့တော့ arsenal အသင်းမှာဘောလုံးတစ်ချက်ထိဟန်နဲ့ counter attack ကစားတဲ့ဟန်မျိုးတွေခါလီကြရင် direct counter attack လို့ခေါ်တဲ့ နော်ရှစ်ကိုတရိုက်ဘောလုံးပေးပို့ပြီးတော့ channel တွေကနေအထဲတဲ့ကိုဝင်ချိုးတဲ့ပုံစံမျိုးတွေအားကိုးလာတယ်ဒါတော့မှသူတို့အသင်းမှာကောင်းမွန်တယ်ဆိုတာတက်ပြည့်ပြည့်စုံတဲ့အစုအဖွဲ့ရှိတာတော့မဟုတ်ပါဘူးပြောချင်တာပြိုင်ဘက်အသင်းကဘလို့ကစားမလဲအခြေအနေကိုကြည့်ပြီးတော့ကစားတတ်တဲ့ပုံစံမျိုးပါတစ်ဖက်ကကာလိုကြီးကြောက်ရလဲဟာဒီဘိုးတော်ကြီးကတကယ်ကျွန်တော် respect ပေးရမယ့်ဘိုးတော်ကြီးလက်ရှိ modern ဘောလုံးလောကမှာ senior အကြဆုံးနီးပြသူတယောက်ပဲကျန်တော့တယ် ပက်ဂွာရီယိုလာတို့ခဏဘေးဘယ်တာမော်ရီညိုတားပေါက်ဘွားတွေကကာလိုကဆရာကြီးဖြစ်နေဘောလုံးတော့ကမှနေရာတနေရာရနေပြီဗျာမော်ရီညိုကပေါ်တိုနဲ့ဘူဆွဲပြီးမှနာမည်ကြီးတာပြောချင်တာသူ့ရဲ့တက်တန်းအောင်မြင်မှု experience ကိုဘရုစဉ်းစားကြည့်ဗျူအာပိုင်းကလူငယ်ရင်းနဲ့ရှင်ပြီးဖြုတ်နိုင်တော့အတိက Real Madrid ရဲ့အားကောင်းတဲ့အချက်ကတနည်းအားဖြင့် Real Madrid ရဲ့လက်နက်ပုံက relationism ဖြစ်ပါတယ်သူတို့ relationism ရဲ့ကြောက်စရာကြီးကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ကစားကစားသမားတဦးတယောက်ချင်းစီရဲ့နားလည်မှုအားအရင်ကောင်းတယ်အဲ့ဒီ relationism ကဒီနေ့ Real Madrid ရဲ့အသက်ပဲဒီ relationism ကို Arsenal အနေနဲ့ဘီဝါပိုင်းကြကြဖျက်တောက်နိုင်ဖို့တော့လိုလိမ့်မယ်အဲ့တော့ Arsenal နောက်ခံကစားသမားတွေကလည်းအရန်ကောင်းတဲ့သူတွေ EPL ရဲ့အကောင်းဆုံးခံစစ်စုဖွဲ့မှုပဲပွဲကတော့မြိုင်ပြီးတော့ကြည့်လို့ကောင်းနေမှာတေးကြတယ်ကျွန်တော်တော့ Kylian တို့เนาะ Vinny တို့ပါတဲ့အတွက် twin goal လေးတွေမြင်ရမယ်လို့ထင်တယ်တစ်ဖက်က Martin Odegaard တို့เนาะနောက် Bukayo Saka တို့ရှိနေတဲ့အတွက်ကြောင့်လည်း Ancient Pride အားနဲ့အတူ twin goal လေးတွေအနေငယ်မြင်အောင်ပါပဲဗျတေးကြဖို့95ရာခိုင်နှုန်းလောက်ရှိတယ်အဲ့တော့ကြောင့်တေးကြရင်တဝက်လောက် ျော်ရွှင်ခွင့်ရနိုင်မဲ့ Real Madrid အသင်းကိုအားပေးခြင်းပါတယ်ကျွန်တော်ညီကိုတွေကတော့ကိုချိုက်နှစ်သက်တဲ့အသင်းကိုရွေးချယ်လို့ရပါတယ်ဘာကြောင့်လဲဆိုတော့အကျော်ပေးမှုရဆုံးရှုံးမှုကြီးကြီးမားမားမရှိသလိုအမျက်ရရှိမှုကလည်းကြီးကြီးမားမားမရှိနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ Hala Madrid ပြိတ်သက်လုပ်ခြင်းပါတယ်ခင်ဗျာ